အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်မေလ9ရက်စောင့်ကြနေ့ညနေခင်းစီရီသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မန္တလေးတိုင်းမရယာမြို့နယ်ကြောက်တရားနယ် Ever Village စက်ရုံကမှဇမန်နေ့ထက်ကမြေပြင်ထိတွေ့မှုတွေပြင်းထန်နေခဲ့တာဖြစ်ပါတယ်လက်နက်ကြီးတွေပါပြင်းထန်တိုက်ခိုက်နေတဲ့အခြေအနေဖြစ်ပါတယ်ကချင်ပြည်နယ်ဝန်ကြီးဌာနရဲ့ခြေဆိုင်အမှတ်900လေးအမြောက်စစ်စင်ကိုကဲမှုဌာနချုပ်ကနေဇမန်နေ့ည9:00လောက်မှာ MI70 တရီဖို့ဆောင်ရင်ရဲရင်နှစ်စီးအရေးပေါ်တက်သွားတာရှိပါတယ်။ဖားကန်နယ်မြေအတွင်းကိုအရေးပေါ်အင်အားခဲယံဖြည့်တင်းနေရပြီလို့သုံးသပ်ရပါတယ်။ခူကောင်းချိုင်ဝမ်းတနိုင်းမြို့နယ်တွေကလည်းဇမန်နေ့ညကောင်းဝင်ရမှာအလင်းလန်းတွေစီတန်းပြီးရွေးရှားနေတဲ့မူဘီတစ်ခုကျွန်တော်စီပေးပို့လာပါတယ်။ဒီခုလိုဖြစ်စဉ်မျိုးချင်းပြည်နယ်တောင်ပိုင်းမှာနေခဲ့ရစဉ်ကျွန်တော်တို့ကိုယ်တိုင်နဲ့တစ်ခါမြင်ခဲ့ရဘူးပါတယ်။မနေ့အာယုံမလာခင်တက်တဲ့နေရာယူနေစဉ်မှာတွေ့မြင်ကြရတာဖြစ်ပြီးဘေးနံစစ်ကြောင်းတွေကိုပါဆက်တွေ့ရေးဇက်တွေနဲ့လှမ်းပြောတော့အားလုံးလည်းမြင်ကြရပါတယ်။အဲဒါနဲ့ ယူအားကိုထူးခြားဖြစ်စဉ်တင်ရမလားဆိုပြီးမေးကြည့်တော့ငါတို့လည်းမြင်ရတယ်မတင်နဲ့ကွာအမြင့်မီတာဘယ်လောက်ကနေဖြတ်သန်းတာလဲဆိုပြီးမေးပြန်မေးလာရင်ဘယ်လိုလုပ်ကြမလဲစစ်တပ်ကအဲ့ဒါလိုပါဆိုသူတို့မေးလာရင်တော့အာဂါသာတွေကကိစ္စမှုမတင်ကြတာလို့ပဲပြောလိုက်တော့မယ်လေယောပဇင်းလိုမတော့နဲ့ဆိုမှတော့အာဂါသာကိစ္စကငါတို့စစ်တပ်နဲ့ဘာမှမဆိုင်ဘူးဆိုပြီးယူအားကနေပြောလာပါတယ် အဲ့ဒီတော့ကတော့ NASA ဂျိုလူတွေလို့ခံမှန်းချပြီးဒီဘက်ခင်မှာတော့ Elon Musk ရဲ့ဂျိုလူတွေရုရှားရင်မြင်ကြီးကဂျပန်ကူကိုလိုက်ရှာနေတာပဲဖြစ်ပါလိမ့်မယ်။အဝေးတိုင်းဗရန်တန်နဲ့ပသိမ်မောင်လမ်းပိုင်းမှာစစ်ကောင်စီစစ်တောင်းတွေလုံထုံးနေပါတယ်။ချင်းကုန်ကျေးရွာဒေသခံ9ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတာလည်းရှိခဲ့ပါတယ်။နေ့စဉ်ကျေးရွာတွေကို drone ဘုံနှလုံးပြစ်ချတိုက်ခိုက်ခဲ့ပေမဲ့ထိခိုက်မှုမရှိဘူးဖြစ်ပါတယ်။ဆိုပါစစ်ကြောင်းဟာဇမန်နေ့ညကမြောင်မြားဘုံဖုံးကြီးကျောင်းမှာယာယီခြေပြုခဲ့တာဖြစ်ပါတယ်။ ရှင်မင်းမှာတော့အဆိုပါစစ်ကြောင်းဟာရွှေကြောင်းဘက်ကိုဆက်လက်ထွက်ခွာသွားတာရှိပါတယ်။ဗရန်တန်နယ်လိုခြုံငုံပြောပေမဲ့မြောင်များကုန်းကြီးရွာဟာအထက်မင်းလားမြို့နယ်အတွင်းမှာတည်ရှိနေတာဖြစ်ပါတယ်။ရေစကြုံမြို့နယ်ထဲမှာတော့ထိပ်တိုက်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။အမှတ်256ချင်းလင်းတိုင်းအမှတ်259ချင်းလင်းတိုင်းအမှတ်258ချင်းလင်းတိုင်းစတို့ရဲ့ထုံနှုတ်စုပေါင်းစစ်ကြောင်းကိုဒေသခံကာဝေးတပ်ဖွဲ့တွေအောင်မြင်စွာကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီးချိန်ကြိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တာဖြစ်ပါတယ်။ မစီကိုင်းတဲ့ဓာစီဆင်းရဲကိုတော့စုံစမ်းနေသေးတာဖြစ်ပါတယ်။ခြေရွာတစ်ခုစီစစဲကိုဆက်တက်လေဒီနဲ့ဘုံကျဲတိုက်ခိုက်ထားပြီးဒေသခံပြည်သူနှုတ်သေးဆုံးခဲ့ရပါတယ်။တရေအတိကျဖြစ်စဉ်အသေးစိတ်ကိုတော့လုံးတဲ့ကိုင်းတဲ့အဖွဲ့မကြခင်ထုတ်ပြန်ကြေညာလိုက်မယ်လို့ခံမှန်းယူဆရပါတယ်။ချမ်းမြောက်နောင်ချိုတောင်းခမ်းစစ်မြေနောက်စာမှာအပြည့်ရကြေညာထားပြီးမယ်အတိုက်မရဘူးဖြစ်ပါတယ်။ဂျမန်နဲ့ညနေပိုင်းတိတရချိုရာပြင်းနောင်လင်းနဲ့တောင်လဘက်ချမ်းတွေမှာထိပ်ပြမှုဖြစ်ခဲ့ပြီးစစ်ကောင်စီဘက်ကစိတ်တန့်ွေဘုံတွေကိုအုံပြူတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အမှတ်900နဲ့အမြောက်ဆစ်စရင်ကိုကဲမှုဌာနချုပ်ထဲကနေလက်နေကြီးနဲ့ပြစ်ခတ်မှုကြောင့်တရားချိုရွာမင်္ဂလာဆောင်ကျင်းပနေစဉ်ကလေးငယ်တူအပါဝင်ဒေသခံပြည်သူ၄ဦးအသက်ဆုံးရှုံးခဲ့ရပြီး9ဦးဒဏ်ရာရရှိခဲ့ပါတယ်။ပြည်ဦးလင်ပဲချန်းတဲခေါ်စခန်းကနေအုံမတီကျေးရအတွင်းသို့စိတ်ဝေဘုံလီတလုံး drone နဲ့ကျဲချတိုက်ခိုက်ခဲ့ပါတယ်။ကဲနောင်ချုံကိုခြိတက်မယ်ဆိုတဲ့စစ်ကြောင်းကြီးနှစ်ကြောင်းရပ်တန့်သွားရပြီဖြစ်ပါတယ်။ဒီနီလာအေးရောတောင်းခမ်းမှာစုပုံနေတဲ့စစ်ကောင်စီရဲ့အင်အားကိုပြန်ကျဲသွားအောင်ဒပိုင်းစီခွဲထုတ်ပြီးအကန့်လိုက် ပိုင်းဖြတ်တိုက်စစ်ဆင်တဲ့နည်းပြပါဖြစ်ပါတယ်။ဒါမျိုးကိုအမဲ့တွေချွေရလို့ခေါ်ပါတယ်။မဲ့အောင်တော့စောင့်ပေးရတာပေါ့ဗျာ။ဘူပြတိုက်စစ်ကိုအဓိကကြမ်းမှတ်နေတဲ့ဒေသကိုယ်ကိုင်စစ်တပ်နာချုပ်လိုက်ကောမှာပြဿနာပွိုင်းတစ်ခုရှိနေပါတယ်။လိုက်ကော view point တရပင်တောင်ပေါ်မှာအလဲကြကာခင်းစခန်းငယ်တစ်ခုရှိပါတယ်။အကြကြီးချစ်ဦးစီးတဲ့စခန်းဖြစ်ပြီးအာရမစုဆောင်တဲ့လူစစ်တွေများပါတယ်။အဲ့ဒီဖွဲ့ဟာလုံုံရေးတာဝန်ထမ်းဆောင်နေခြင်းမှာ လက်နဲ့ခရမ်းတွေကိုဖျားတောင်ဂူတနေရာမှာဝက်ထားပြီးပယံလက်သမားစတဲ့နေသားအလုပ်တွေကိုလှုပ်ဆောင်နေကြတာဖြစ်ပါတယ်။အဲ့ဒီအဖြစ်အပျက်ကိုဒေတာကုကဲမှုကိုယ်တိုင်ရှောင်းတခင်စစ်ဆေးတွေးရှိခဲ့တာဖြစ်ပြီးစစ်ကုံရုံးနဲ့ရုံးတင်စစ်ဆေးလျက်ရှိပါတယ်။အဆိုပါဒေတာကုကဲမှုဘုံမှုချုပ်အောင်ကျော်ခါစစ်တပ်ကတော့ပတ်စဉ်47ဟာအခုလိုမျိုးရှောင်းတခင်အလစ်ငတ်ယူပြီးစစ်ဆေးတဲ့နေရာမှာ no to super wine ဖြစ်ပါတယ်။ကံရမ်းနေပြီချီကီစခန်းအခြေအနေပြောပြခဲ့တာမှတ်မိကြသေးရဲ့လားခင်ဗျာ။ ဘလို့စကားမျိုးစားထဲမှာပါတယ်ဆိုတာပြောပြထားတာဖြစ်ပါတယ်။မှတ်မိတဲ့သူများရှိရင် comment မှာရေးပေးခဲ့ပါ။ဇနစ်မှာတော့ TK စကားကြီးကိုစစ်ကောင်စီဟာအပြီးအပိုင်းလက်လွတ်လိုက်ရပြီဖြစ်ပါတယ်။ကျွန်တော်အစောပိုင်းကလည်းပြောခဲ့မှုပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့တိုက်လေရင်ရဟရင်တွေထိုင်းနိုင်ငံလေပိုင်းနဲ့တိုက်ကိုဖြတ်တန်းဝင်ရောက်တယ်ဆိုတာဖြစ်နိုင်ပြီးအလွန်တရာနည်းပါတယ်။တကယ်လို့ဝင်ခဲ့မယ်ဆိုရင်တော့မသိအောင်ဝင်ဖို့လွန်သွားခဲရင်လာပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့စစ်လေရင်ဝယ်ယူမှုပေါ်ကိုကြီးကျူပြီးထိုင်းစစ်တပ်ဟာလည်း ဒီကြောင့်ကာဝေးစနစ်ကိုတိုးမြင့်နေတာဖြစ်ပါတယ်။ဒါခုတော့ထိုင်းကာဝေးဝင်းကြီးကိုယ်တိုင်မဟုတ်ပါဘူးဆိုပြီးထရှင်းနေရတာကိုလည်းတွေ့ရပါတယ်။ရုရှားနိုင်ငံကရီမလင်နန်းတော်နောက်ဆုံးနန်းကနေပြန်လာမဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာသူ့ရဲ့မူပိုင်ဖြစ်တဲ့မာရဝိဇ္ဇာဖျားကြီးမှာညောင်ရင်သွန်းပွဲပြုလုပ်မယ်လို့အကြံဉာဏ်သိရှိထားရပါတယ်။လက်ရှိဖျားကြီးဝင်းကြီးမှာလုံခြုံရေးတင်းကြပ်ထားပြီးဖြစ်ပါတယ်။ဖျားပြည်သူဖွင့်လဲကနေပြန်လာတဲ့အမှတ်65ခြေလင်းတိုင်ရင်ကတော့နေပြီးတော့ အញ្ញံလမ်းမိုင်းလုံးလုံးရေးတာဝန်များကိုစတင်ထမ်းဆောင်နေရပြီဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနောက်ထောင်ပြည့်တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိရ